အကျော်အယောင်ပါလို့အတုတွေအခိုးခံရတာကိုအကြောင်းပြပြီးပွဲရှာလာတဲ့ဝိုင်းချုံမှပရိသတ်များလုံးမမင်္ဂလာပါရှင်ဆယ်လင်စင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာတနေ့ကိုတိုင်းထောင်ချီရောင်းရတဲ့ဆိုင်တွေဟာရွှေဆိုင်စိန်ဆိုင်တွေတင်ရှိတာမဟုတ်ဘဲလမ်းဘေးအကျော်ဆိုင်ကဆက်ရောင်းရတာဖြစ်ပါတယ်တနေ့ကိုဆယ်ချီရောင်းရတဲ့ဆိုရဲမြန်မာပြည်ရဲ့လူဒန်းစားမရေးစားသုံးနိုင်တဲ့စားသောက်ဆိုင်တွေများစွာထဲမှာတမှုထူးပြီးကြီးပွားခဲ့တဲ့ဆိုင်ကတော့ရန်ကုန်မြို့ကဝိုင်းချုံမှအကျော်ဆိုင်ဖြစ်ပါတယ် ပိုင်းချုံမအကျော်ဆိုင်ဟာလမ်းဘေးမှာတဲထိုးပြီးရောင်းတဲ့အကျော်ဆိုင်လေးကနေအစာပြုတ်ခဲ့ရဖြစ်ပါတယ်။မျိုးစုံဖြတ်တန်းပြီးရောရိုးသားတဲ့အညာသူလေးဖြစ်ပြီးရန်ကုန်မြို့ကြီးမှာတက်ကတော်လာတဲ့ရင်နဲ့အချိန်နေအကြောင်းမျိုးမျိုးနဲ့ကြုံရတဲ့အခါမှာရရအလုပ်တွေကိုလုပ်ကြည့်ဖို့အတွက်စူးစမ်းရင်းနဲ့အမေတင်ပြီးခဲ့တဲ့အကျော်ကျော်တဲ့နီးနဲ့လမ်းဘေးမှာရှိတဲ့နေရာတွေကို ပုံလုံးကဆိုင်ဆောက်ဖွင့်ခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့ကံကြိုးပေးခဲ့တဲ့သူမရဲ့အကျော်လုံငန်းဟာနေချင်းညာချင်းကြီးပွားသွားခဲ့ရဖြစ်ပါတယ်။ကိုဗစ်ကာလမှာဘာရင်လို့အများများဆဆမလုပ်ပဲ ်ကြီးပွားတိုးတက်သွားကြတဲ့သူတွေထဲမှာအခုဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်ကြီးကလွဲရင်အောင်မြင်သွားကြတဲ့သူတွေအတော်များပါတယ်။ဒီအထက်ကမှဝိုင်းချုံမဟာလည်းတယောက်ပါဝင်ဖြစ်ပြီးတော့လမ်းဘေးအကျော်သေးဟာအထက်တန်းစားလူတွေရဲ့ပါဇက်ထင်းမှာအသေးဆွဲကြဲကြတဲ့မုံတမျိုးဖြစ်လာတဲ့အထိအစင်းမြင့်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဝိုင်းချုံမိုင်ရဲ့ကြော်ဆိုင်ကိုဆိုရင်တော့ဆယ်လီပေါက်စာတွေပါမကျန်အခြားထိတ်တဲ့အနုပညာရှင်ကြီးတွေကပါကားနဲ့လာရောက်ဝယ်ယူစားတော့ကြတာဖြစ်ပြီးတော့ရှူတင်တွေမှာကျွေးတဲ့အစာပြေမုန်းနေရမှာဝိုင်းချုံမိုင်ရဲ့အကြော်ကတိုးပေါက်လာနိုင်ခဲ့ရပဲဖြစ်ပါတယ်ဒီလိုမျိုးတနေ့ကိုအကြော်ရောင်းအားဟာ30ကြီးမကကြော်လာတဲ့ချိန်မှာဝိုင်းချုံမကြီးပွားလာခဲ့ရအမှန်ပဲဖြစ်ပါတယ်ဒါကြောင့်သူမကအခုချိန်မှာတော့နေရာကောင်းမှကိုပိုင်ချံဝယ်ပြီးတော့ကိုပိုင်ဆိုင်ဆောက်ကအကြော်ကိုခင့်မီအစင်တန်းရှိရှိရောင်းချနေရဖြစ်ပါတယ် ီလိုမျိုးသတင်းမှကြီးဖြစ်လာတဲ့အပြင်ပိုင်ဆိုင်မှုတွေရှိလာပြီဖြစ်တဲ့ဝိုင်းချုံမကပြီးခဲ့တဲ့ရက်မှာအင်ကိုအဖောက်ခံခဲ့ရတဲ့လို့ line ပေါ်ကိုတင်လာခဲ့ရဖြစ်ပါတယ်။ ဝိုင်းဆောင်ပါကသူမရဲ့ပိုင်ဆိုင်မှုအချို့ကိုလည်းမီဒီယာမှာပြသခဲ့ပူပါတယ်။ဒါကြောင့်လူအများကသိရှိခဲ့ရပြီးတော့သူမကိုအကြွားတန်တယ်လို့ဝေဖန်မှုတွေပြုခဲ့ကြပါသေးတယ်။သူမရဲ့အိမ်ကိုတခိုးဖောက်သွားခဲ့ပြီးတော့ပါသွားတဲ့ပစ္စည်းတွေကလည်းလဲဆွဲပရက်တွေဖြစ်တဲ့အတွက်တန်ဖိုးကြီးပစ္စည်းတွေဖြစ်မယ်လို့အားလုံးကတော့ထင်ခဲ့ကြတာပါ။ဒါပေမဲ့အမှန်တကယ်မှာတော့အတုတွေပဲဖြစ်ပါတယ်။ဝိုင်းဆောင်ပါဟာအခုလိုမျိုးအနေအရတွေကိုသိခဲ့ပြီးသားဖြစ်တဲ့အတွက်သူမဝတ်တဲ့လဝိယရဏအများစုဟာအတုတွေဖြစ်ကြောင်းပြောပြလာခဲ့ရဖြစ်ပါတယ်။အပြင်မှာအပေါ်ထားလို့ရှိရင်အခုလိုတခိုးရံကနေ ယ်မလုပ်ဘူးဆိုတာကိုသိလို့လက်ဝဲလက်စားဆိုတာဟာဖြစ်နိုင်ရဲ့အတူပဲထားတာကောင်းချောင်းရေမောပြီးတော့ပြောနေခဲ့ရပါဒါအပြင်အခိုးခံလိုက်ရတဲ့အရာတွေဟာအတူတွေဖြစ်နေလို့တခိုးကတော့အာနာနေမိကြောင်းလည်းပြောလာပါသေးတယ်။ဒါပေမဲ့တချို့တွေရဲ့အတွေ့အကြုံကအခုလိုမျိုးသုံးစားမရတဲ့ပစ္စည်းတွေခိုးမိရဲ့တခိုးတွေဟာပိုင်ရှင်ကိုရံပြန်လောက်တတ်တာဖြစ်လို့ဝိုင်းချုံမကိုသတိရှိစေဖို့အတွက်ပြောနေကြပါသေးတယ်။စာရင်သေးဖွင့်ပြီးကလေးကမီဒီယာအားနည်းသွားတဲ့အတွက် attention ချဖို့ပစ္စည်းအတူအခိုးခံရပါတယ်ဆိုပြီးလောက်တာလားဆိုတဲ့မေးခွန်းတွေပါအမ ေးခံနေရတဲ့ဝိုင်းချုံမှာအကျော်ဆိုင်ရိတ်၃000တန်ဆွဲကြိုးအတုတွေအခိုးခံခဲ့ရတဲ့ပုံမှာပြည်သက်ကြီးတို့ရဲ့အမြင်ကိုလည်းခွန်မှတ်မှာဝေမျှခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်